ကအေယာဝီတိုင်းမြောင်မြမြို့မှာဖြစ်တဲ့အရာလေးဖြစ်တယ်။ကောင်မလေးတယောက်ကိုကျန်တဲ့ကောင်မလေး၃လျောက်ကပါးတွေရိုက်တယ်ပြီးလို့ရှိရင်ဒူးထောက်ပြီးတော့တောင်းပန်ခိုင်းတယ်။အတင်ကြောင်းအစိုးရကြောင်းကအားနဲ့ချက်ရှိတယ်လို့ကျွန်တော်ပြောချင်တာမဟုတ်ဘူး။အပြင်ကြောင်းတွေမှာလည်းဒီလိုဖြစ်စဉ်တွေအများကြီးရှိတယ်။ဘယ်ကြောင်းမဆိုဒါမျိုးဖြစ်စဉ်တွေကဖြစ်နေတယ်ဗျအခုနောက်ပိုင်းကဒီကောင်မလေးတွေပဲမဟုတ်ဘူး။ ယောက်ျားလေးတွေလည်းရံပိုးတွေဖြစ်ကြတယ်ကောင်လေးတယောက်ကိုဂျန်တဲ့ကောင်လေးတွေကဝိုင်းထိုးတယ်ဒါလည်း social media မှာပြန့်နှံ့နေကြပြအားလုံးသိတဲ့အတိုင်းပဲဒါမျိုးတင်ကန်းသာရှူစရာမကောင်းဘူးပြလုံးဝအဲ့တော့ခုနောက်ပိုင်းចောင်းသားចောင်းသူတွေအုပ်စုလိုက်တန်ကျင်းတဲ့ကိစ္စတွေအရန်ကိုပေါ်များလာတယ်အခုမြောင်းများမှလည်းအားလုံးမင်္ဂလာပါမြို့ရီ IMK YouTube Channel ကိုလိုက်ပါရယ်ဒီနေ့တစ်ဆက်ပေးမယ့်သတင်းလေးကအရင်ကမှအရေးကြီးတဲ့သတင်းလေးပြဒီသတင်းလေးကဘာလဲဆိုရင်ဒီမြောင်းမြမျိုးအထက်က6ចောင်းသူလေးတွေအချင်းချင်း ဒီအုပ်စုဖွဲ့ပြီးပိုင်ဟိတ်ရဲ့အပေါ်ဖြစ်စဉ်အစအဆုံးကိုဒီကိုကနေပြီးတော့ဒီအသေးစိတ်ကိုပြောပြလာတယ်ပြီးခွန်လေးဒီဗျူခွန်လေးကျွန်တော်မျိုးပြတ်သက်တိဆက်ပြီးတော့မှဖြစ်ပါတယ်ဒီဗျူခွန်လေးတွေကိုပြတ်သက်တိဆက်ပြီးရရွေချက်ကဒီကျောင်းတို့ကျောင်းသားမိပါတယ်ဘူးတုဒ္ဒရာအနေနဲ့ကျူတီကောက်ကွယ်ပစ္စည်းလေးရအောင်ပြန်လည်ဝိမဲ့တိဆက်ပြလေခြင်းဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ဗျူခွန်လေးကိုစားလိုက်ရအောင်အော်ចောင်းទូលី ့အေး3-4ယောက်လောက်ကတောင်းသူလေး1ယောက်ကိုဟိုပိုက်ရိုက်တဲ့အရာပေါ့နော်။ဟိုတည်ကျင်နေဆိုလို့ရှိရင်ဟိုတောင်းသူလေးများဤရံပွဲဆိုပြီးတော့မှရိုက်ရှာကြည့်လိုက်ပါ။ဒါက AIW တိုင်းညောင်မြမြို့မှာဖြစ်တဲ့အရာလေးဖြစ်တယ်။အဲကောင်မလေး1ယောက်ကိုကျန်တဲ့ကောင်မလေး3-4ယောက်ကဟိုပားတွေရိုက်တယ်ပြီးလို့ရှိရင်ဒူးထောက်ပြီးတော့တောင်းမှခိုင်းတယ်။ဟိုဒီအရာကဟိုဆိုရှယ်မီဒီယာမှာပြန့်နှံ့လာ။ဒါပေမဲ့ဒီရဲ့ဖြစ်စဉ်ကပြီးခဲ့နှစ်ကဖြစ်ပြီးတော့မှဒီနှစ်မှတရားကြီးကအကျေတဝင့်ဟိုလူတွေတိလာတဲ့အရာဖြစ်တယ်ပေါ့နော်။ဟိုဒီအရာက ဖြစ်တဲ့အရာကတော့မကောင်းဘူးဗျဒါပေမဲ့စာတင်ကြောင်းအစိုးရကြောင်းကအဲအားနဲ့ချက်ရှိတယ်လို့ကျွန်တော်ပြောချင်တာမဟုတ်ဘူးအပြင်ကြောင်းတွေမှာလည်းဒီလိုဖြစ်စင်နေအများကြီးရှိတယ်ဆိုရှယ်မီဒီယာမှာလာမပြတ်နှံ့တာဘယ်ကြောင်းမဆိုဒါမျိုးဖြစ်စင်နေတာဖြစ်နေတယ်ဗျအခုနောက်ပိုင်းကဒါတင်ကန်းစာယူပုံယူနီးမှားတယ်လို့လည်းပြောလို့ရတယ်ဒီကောင်မလေးတွေပဲမဟုတ်ဘူးနော်ယောက်ျားလေးတွေလည်းဩ ရန်ဘိုးတွေဖြစ်ကြတယ်ကောင်လေးတယောက်ကိုဂျန်တဲ့ကောင်လေးတွေကဝိုင်းထိုးတယ်ဒါလည်းဆိုရှယ်မီဒီယာမှာပြန့်နှံ့နေတာဗျအားလုံးသိတဲ့အတိုင်းပဲဒါမျိုးတွေအမြဲတမ်းအမြဲတမ်းညင်နေရတယ်ဗျဆိုတော့တင်ကန်းသာယူစရာမကောင်းဘူးဗျလုံးဝအဲ့တော့အဲဒီចောင်းနာမည်တော့ကိုယ့်ကိုရိုက်ပြီးရှာကြည့်လိုက်ပါတော့ចောင်းသူလေးများရန်ပွဲအရာတွေတည်းများမမျိုးမှာဖြစ်တဲ့အရာဖြစ်တယ်ဆိုကိုယ့်ကိုရိုက်ပြီးရှာကြည့်လိုက်ကဲအဲ့မှာကျွန်တော်တင်ကန်းသာယူစရာကျွန်တော်ပြောပြပေးမယ်ကျွန်တော်တခါလဲတင်ပေးထားတယ်ဗျဘာလို့ဆိုရင်လူငယ်တွေဘာလို့လမ်းမရောက်တယ်လူငယ်တွေကို လူဆိုးဆက်လူမိုက်ဆက်သွင်းတာဘာလို့လဲဆိုတဲ့အရာကိုကျွန်တော်တင်ပြပေးဘူးတယ်ကျွန်တော်ထပ်ပြီးပြောပြပေးမယ်ဒီညာကကလေးတယောက်ကသူများကိုရိုက်ဖို့ရိုက်ဖို့ဗျာအဲ့လိုဖြစ်လာမယ်ဆိုရင်တရာမှာ80ရာခိုင်နှုန်းကမိဘနဲ့ဆိုင်တယ်အဲ့မိဘတွေမငင်းပါနဲ့ဒါတကယ်ပြောပြတာတချို့မွေးရပါဗီဇမကောင်းတဲ့ကလေးတော့ရှိတော့ရှိတယ်ဒါပေမဲ့အဲ့လိုမိဘဗီဇမကောင်းတဲ့ကလေးကတရာမှာ10ပဲရှိတယ်ဗျာနောက်တဲ့ တရာမှာကျန်တဲ့30ကကြတော့တငယ်ချင်းအပေါင်းအသင်းမှားလို့ဖြစ်တာလေဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့လို့မိဘတွေနဲ့အများကြီးဆိုင်တယ်တချို့မိဘတွေကဘလို့တုံတင်လဲဆိုရင်ကိုသားသမီးကိုဗျာတခြားလူနဲ့ပြဿနာတက်တယ်ဆိုလို့ရှင်ငါသားငါသမီးကိုကဥအောင်လို့ဥအောင်လို့လို့တုံတင်ပေးလိုက်ဒါကိုကလူမိုက်ဆက်သွင်းတာပဲအဲ့ကလေးကမှားယွန်းနေတာဘာဖြစ်လို့လဲဆိုလို့ရှင်ယင်ပြဿနာတစ်ခုဖြစ်ရင်မိဘတွေကပညာသားပပနဲ့ကိုကိုသူများမထိခိုက်တဲ့ွေ ဘယ်လိုတုံ့ပြန်ရမလဲဆိုတဲ့အကြောင်းမသိပေဘူးဗျာ။ဟောမသိမဲ့ကိုကတကယ်ကိုရက်ွက်ထဲမှာစားရှိတဲ့လူကြီးလိုလိုငါတို့ငါသားသမီးကိုငါကပဲကောက်ွယ်ပေးမယ်ဆိုတဲ့ပုံစံကြီးမျိုးကွာ။အဲ့လိုပုံစံမျိုးနဲ့ကလေးတွေမှာကလေးတွေရဲ့ရှေ့မှာအတန်းရှင်းယူပြီးတော့မှသင်ပေးတယ်ကွာ။တချို့မိဘရှိတယ်။အဲ့ဒါနေကကိုသားသမီးကိုမိုက်ဆက်သွင်းတာဗျာ။မိုက်ဆက်သွင်းတော့ကလေးတွေကလည်းမသိဘူးဗျာ။လူများကိုဟိုဥအောင်ရိုက်ဆိုတဲ့အရာအုံတော်တဲ့ရှိနေဗျာ။အဲ့တခုဖြစ်လို့ရှိရင်ရိုက်ချင်တာ။လူတယောက်ကကျွန်တော်ပြောပြပါပြီ။လူတယောက်ကကျန်တဲ့လူတယောက်ကိုထိုးဖို့ရိုက်ဖို့ဆိုတာတုံ့နာမလွယ်ဘူး။ တတ်ဖို့ဆိုတာဝေရောတော့နာမလို့ဒါပေမဲ့လို့ရိုက်စရှိတဲ့ကလေးကမရတော့ဘူးရိုက်စရှိတဲ့ကလေးကရိုက်ကိုရိုက်တယ်သူများကိုထိုးစားရှိတဲ့ယောက်ျားလေးကထိုးထိုးတယ်ဗျအဲ့လိုမျိုးကလေးကိုမကောင်းတဲ့အရာကိုအဆမပြိုးပေးဖို့လိုအပ်တယ်ပြဿနာတစ်ခုဖြစ်လို့ရှိရင်ကိုခန္ဓာကိုကိုကိုသူများမထိခိုက်သေးတရွေတော့မလုံနဲ့ဒါကအကောင်းဆုံးပဲဒါကပါဆိုရှင်ကိုကလေးကလူငယ်ကလေးစတင်အရွယ်ဖြစ်တဲ့အတွက်အကောင်းဆုံးတုံတင်ပြတ်တာပေးဖို့ကလေမာရေးချရှိဖို့နဲ့ စာချက်ဖို့ပဲဒါကိုပညာယူဖို့ဒါကိုအကောင်းဆုံးတုံ့ပြန်ပေးရမယ်အဲတချို့ကပြောကြတယ်ဒါဆိုရင်ငါသားသမီးကိုသူများလောက်တာမင်းဘယ်လိုလုပ်မှလဲကျွန်တော်လာမေးကြလိမ့်မယ်ကျွန်တော်ပြောပါမယ် ပြဿနာဆိုတာရှောင်ကွေးလို့ရတဲ့အရာတွေတင်ပြလို့ရတဲ့အရာတွေအများကြီးရှိပါတယ်ဗျာကိုသားသမီးကိုသူများအဲလုံမဲ့ဆိုတဲ့အရာမျိုးကလည်းခင်ဗျားစဉ်းစားတာတရားမှာနှစ်ရာခိုင်လုံးတော့မဖြစ်ကောင်းဖြစ်လိမ့်မယ်ဘဒုကမှဗရိုင်းမလုပ်ဘူးဒါပေမဲ့လို့စာចောင်းတက်နေတဲ့အတွက်မိဘရဲ့အုပ်ထိန်မှုအောက်ဆရာဆရာမတွေရဲ့အုပ်ထိန်မှုအောက်မှာရှိတယ်ဗျရှိတယ်ဆိုတဲ့အတွက်ဘယ်အရာပဲဖြစ်ဖြစ်ဩဆရာမကိုတိုင်းဆရာကိုတိုင်းနောက်မှအရာမိဘကိုပြန်ပြောဒါမျိုးလေးကိုတွန်းတင်ပေးတင်တယ်အဲ့လိုမတွန်းတင်ပေးတဲ့အတွက်ကလေးတွေကစားရှိတယ်ဒါတပိုင်းနောက်တဲ့တပိုင်းကဘာလဲဆိုလို့ရှိရင် ကလေးတွေကဆိုရှယ်မီဒီယာသုံးတဲ့အခါမှာအာရုပ်ရှင်တွေတော့ကြည်ကြည်ဗီဒီယိုထဲမှာကြည်ကြည်အာကိုရီးယားကားတွေပဲကြည်ကြည်ဗျာဟိုဟိုចောင်းတွေမှာတို့ဇာရှိတဲ့ပွဲတွေအဲ့လိုမျိုးတွေကြည်ပါများလာတဲ့အခါမှာကလေးတွေကလှုပ်ချင်လာတယ်ဗျာအဲ့လိုပုံစံမျိုးတွေကလည်းအတူယူမှားနေဗျာနောက်တစ်ခုကပါဆိုလို့ရှိရင်အခုမှပါဆိုရှယ်မီဒီယာမှာတရားရောက်ကပြဿနာတက်လို့ရှိရင်ဒူးထောက်ပြီးတောင်းပန်ခိုင်းတာဗျတောင်းပန်ခိုင်းပြီးတော့ဆိုရှယ်မီဒီယာမှာတင်တာဒါရမားတယ်ဗျဒါမလုတ်တင်တဲ့အလုပ်ဒါဒါဒါကျွန်တော်အရှိလုတ်ခဲ့တဲ့လူတွေကိုကျွန်တော် နင်းငံပုံချပြီးအပြစ်ပြောတာမဟုတ်တော့ဒါမျိုးတွေဆက်ပြီးမလုပ်ဖို့တော့ကျွန်တော်ပြောပြတာဒီနေရာတွေကိုအတုမခိုးပါနဲ့ကျွန်တော်ဘုမှားတယ်ဘုမှားတယ်ပြောတာမဟုတ်တော့ကလေးတွေအတုခိုးမှားမှာဆိုလို့ပြောဒါတွေကိုမလုပ်ကြပါနဲ့ဒါတွေကိုစင်ကျင်ပေးပါ လာမဲ့ generation မျိုးဆက်တွေကအကောင့်တွေနေပဲသွားနေချင်တယ်အဲကျွန်တော်ပြောချင်တဲ့အရာကနောက်ဆုံးကျွန်တော်ညီကုံပြောချင်တဲ့အရာပါဆိုရင်ကလေးတွေကိုအမှားမတွင်တင်ပေးပါနဲ့မိဘတွေအနေနဲ့လည်း အမမတုံတင်ပေးနဲ့အဲဆိုရှယ်မီဒီယာတွေပုံမှန်လဲအရန်ကြီးလဲကလေးတွေကိုဆိုရှယ်မီဒီယာမှာမထားနဲ့ကလေးညင်ညင်ပြီးရောဆိုပြီးတော့ဖုန်းတွေပေးတော့တာလဲမလုံနဲ့အရန်မလုံနဲ့အဲ့ဒီအတော့သင်္ကန်းသာယူပါအဲဒီစာတင်ကြောင်းကတော့ဘယ်စာတင်ကြောင်းလဲဆိုတော့ကိုယ်ရိုက်ပြီးတော့ရှာကြည့်လိုက်ပါလို့ကျွန်တော်ပြောပြပေးချင်ပါတယ်ဗျာကျွန်တော် page လေးကိုလည်း like and follow လုပ်ပေးကြပါအောင်လို့သားသမီးကိုဆုံးမတဲ့အခါမှာမိဘတွေမှားနေတဲ့အမတကူကျွန်တော်ပြောပြမယ်ဟောအဲ့ဒါဘာလဲဆိုလို့ရှင်ချို့မိဘတွေကသားသမီးကိုဆုံးမတဲ့အခါမှာ ဘယ်လိုပြောလဲဆိုလို့ရှိရင်သူများ ਨੇ ဟောရံဖြစ်လာရင်ကိုကဥအောင်ရိုက်လို့ကိုကဥအောင်ထိုးလို့ဟောဒီလိုဆုံးမတဲ့ဟောဆုံးမမှုမျိုးကလက်တလောဖြစ်ပြတဲ့ပြဿနာကိုဖြေရှင်းပေးတာကကိုဖက်ကနိုင်အောင်လုပ်တဲ့အရာကမှန်တော့မှန်တယ်ဒါပေမဲ့ရေရှည်မှာဒီကလေးရဲ့အနာဂတ်ဒီကလေးရဲ့အသက်တာအတွက်တော့အဆင်မပြေနိုင်ဘူးဗျဘာလို့အဆင်မပြေနိုင်ဘူးလဲဆိုရင်ဟောလူစုတဲ့အရာမျိုးကမလုပ်ဘူးတဲ့အရာကိုဘယ်တော့မှမလုပ်မလုပ်တတ်လို့မဟုတ်ဘူး လုတ်တတ်တယ်လူဆိုတဲ့အရာကအရာအရာခက်မြများကိုလုံနိုင်စွမ်းရှိတယ်သူကဒါပေမဲ့သူတို့မလုပ်ဘူးတဲ့အရာကိုဘယ်တော့မှမလုပ်ဘူးသူကအဲ့တော့သူများနဲ့ပြဿနာတက်တဲ့ခါမှာကိုကဥအောင်လုတ်ဆိုတဲ့အရာမှာဒီကလေးကလက်တလောသူများနဲ့ပြဿနာတက်တဲ့ခါမှာကိုကရိုက်လိုက်လို့ကိုကလုတ်လိုက်လို့ကိုကနိုင်သွားမယ်ဟုတ်ပြီမှန်တယ်ဒါပေမဲ့ဒါကလက်တလောပြဿနာပဲဟောမိဘကအဲ့ဒါကိုရေရှည်ဖို့ကိုယ့်ရဲ့သားသမီးကိုရေရှည်ဖြစ်လာမယ့်ပြဿနာကိုမစင်စားမယ်နဲ့လက်တလောပြဿနာပြဿနာအောင်မြင်ဖို့အတွက်ပဲစဉ်းစားတာဗျာ အဲ့တော့လူကသူတဘာကိုရိုက်ဂူပြီးသွားလို့ရှိရင်နောက်ထပ်ရိုက်ဖို့တော့ဝင်မလေးတော့ဘူးဗျ။ဟောဒါကလူရိုက်ဖူးတဲ့လူတိုင်းကသိတယ်။သူများကိုလှုပ်ဖူးတဲ့သူတိုင်းကသိတယ်။ကျွန်တော်နေရဆိုလို့ရှိရင်ကျွန်တော်မိဘတွေဩဆုံးမတုံနေခင်ဗျာကျွန်တော်အဲ့လိုပြောလို့ကျွန်တော်မိဘတွေကိုကျွန်တော်အပြစ်ဖို့တာမဟုတ်ဘူးဗျ။အော်မိဘကိုအပြစ်မဖို့ဘူးမိဘကမိဘပဲမိဘနေရာမှာရှိတယ်ဒါပေမဲ့ဟောမိဘတွေမှားနေတဲ့ဟောအရာလေးတစ်ခုကိုကျွန်တော်ပြောပြတာဗျဟောဒါလည်းဟောကျွန်တော်မိဘလို့ပြောတဲ့အခါမှာလည်း ဟိုဒီမှာရှိနေတဲ့သူတွေသင်္ကန်းလာဟိုယူနိုင်အောင်ကျွန်တော်ပြပြတာကျွန်တော်မိဘကတော့ဟိုကျွန်တော်တို့အကောင့်တန်ဖို့ရှိတဲ့ဟိုမိဘပေါ့ဗျာဒါပေမဲ့ဟိုနီးလက်မှားတဲ့အရာလေးတခုကျွန်တော်ပြောပြတာဟိုကျွန်တော်ငယ်တုန်းကဆိုရင်မိဘတွေကဟိုသူများလည်းရန်ဖြစ်ရင်ကိုကဥအောင်လို့ဟိုဥကကိုကဥအောင်ရိုက်လို့ဒီလိုဆုံးမသွန်နေခဲ့တဲ့အခြေအနေရှိခဲ့မှုတယ်ဟိုဘာလို့ဆိုလို့ရှင်ကျွန်တော်တို့ဟိုငယ်ငယ်တုန်းကဆိုဒီမှာရှိနေတဲ့ဒီမှာဒီ social media ကြည့်နေတဲ့သူတွေထဲမှာအသက်30ကျော်ဟို40ကျော်50ကျော်50ဝန်းကျင်ကြီး ်ဟောရှိမယ်လေးတဲ့ဝင်းကျင်တွေရှိမယ်ဆိုလို့ရှိရင်ဟောတိကြနိုင်မယ်ဟောကျွန်တော်ငယ်ငယ်တုန်းကဆိုလို့ရှိရင်ဒီလို social media တွေမပေါ်သေးဘူးဗျဟော TikTok တွေမပေါ်သေးဘူးဟောကျွန်တော်ငယ်တုန်းကဆိုရွေးချယ်စရာအရန်နေပါတယ်ဗျဟောကျွန်တော်တို့အိမ်ကနေပြီးတော့မှဟောအပြည့်ထွက်လို့ရှိရင်လက်ဖိတ်ဆိုင်ရှိတယ်ဟောဟောအစိုးစိုးတဲ့အရာတို့ရက်ဆိုင်ရှိတယ်မွေးစည်းဝါးလည်းရှိပါတယ်ဒါပေမဲ့ဒီလောက်တော့မပေါ်များသေးဘူးဗျဟောခက်ကလာကြီးကတိုးတက်လာတဲ့အခုလိုခက်ကလာကြီးကတိုးတက်လာတာနဲ့အမျှ ဟောရွေးချယ်စရာတွေကကောင်းတာတွေရောအများကြီးရှိတယ်ဆိုးတာတွေရောအများကြီးရှိတယ်ကျွန်တော်ငယ်တုန်းကဆိုးတာနဲ့ကောင်းတာကိုရွေးချယ်စရာအများကြီးမရှိဘူးဟောနည်းနည်းပါးပါးပဲရှိတယ်ဟောဆိုတော့လူနေထိုင်မှုစနစ်ကလည်းဟောနည်းနည်းလေးလူဦးရေတာမများတာနေထိုင်မှုပုံစံမျိုးကလည်းရွေးချယ်စရာတွေအများကြီးမရှိတော့တဦးနဲ့တဦးကဟောလက်ပုံးတတိသွားလာလို့ရတဲ့ဟိုခင်မျိုးဆိုတော့အဲ့တော့မိဘတွေတုံ့တင်မှုကလည်းအရန်ကိုအားနေခဲ့တာပေါ့အားနေခဲ့တော့သူများတွေနဲ့ရန်ဖြစ်လို့ရှိရင်အဲကိုကဥအောင် ဟောရိုက်ခဲ့ဆိုပြီးတော့မှငါတွန်းတင်တွန်းတင်ခဲ့တဲ့အချိန်ပေါ့နော်ဒါပေမဲ့အခုလိုခေတ်ကာလမျိုးမှာတော့ရွေးချယ်ကြရအများကြီးရှိတယ်ဟောကျွန်တော်ကောင်းတဲ့ဖက်ကြည့်မယ်ဆိုလို့ရှိရင်စာတင်ចောင်းနေဆိုလို့ရှိရင်လည်းမိမိကြိုက်တဲ့တဲ့ရအចောင်းနေကိုရွေးချယ်ပိုင်းလည်းရှိတယ်ဟောကျွန်တော်လုံးဝတော့မရှိဘူးအစိုးရအចောင်းတစ်ခုပဲရှိတယ်အအခုအခုခေတ်ကစိုးတဲ့အရာရွေးချယ်မလားရတယ်အများကြီးရွေးချယ်လို့ရတယ်အဲ့တော့ဒီလိုမျိုးခေတ်ကာလကြီးမှာကလေးကိုအမားကြီးရောက်မတွန်းတင်ပေးပါနဲ့လူတယောက်ကသူတပားကိုရိုက်ဖူးသွားလို့ရှိရင်ရိုက်ဖို့တော့ဝင်မလေးတော့ဗျအဲ့တော့ မိဘတွေအနေနဲ့သင်္ကန်းသာယူဖို့ကကိုယ့်ရဲ့တာသမီကိုပြဿနာဖြစ်ရင်သူများကိုအရင်လှုပ်သူများကိုအရင်ရိုက်ဆိုတာထက်ပြဿနာမဖြစ်အောင်ဘလို့နေထိုင်မလဲဆိုတဲ့သွန်သင်မျိုးနည်းကသွန်သင်ဖို့အတွက်လိုအပ်တယ်ကိုယ့်ရဲ့တာသမီကိုရွေးချယ်စရာအကောင့်ဘက်ကိုပဲဦးတည်ပြီးရွေးချယ်ပေးပါကလေးကိုအပြစ်သွားတာနဲ့ကြောက်သွားတာနဲ့တာသမီရမဖြစ်နဲ့နော်ပြဿနာမတက်နဲ့နော်ဘာပဲဖြစ်ဖြစ်အမေကိုပြန်ပြောအဖေကိုပြန်ပြောဩပြဿနာမဖြစ်ဖို့အတွက်သွန်သင်ပေးဖို့အတွက် လိုအပ်တယ်ဒါကကလေးရဲ့အနာဂတ်အတွက်လို့ဟိုကျွန်တော်ပြောခြင်းဖြစ်ပါတယ်အဲ့တော့ကလေးရဲ့အနာဂတ်ကိုကြည့်တဲ့မိဘတွေဆိုလို့ရှိရင်ကလေးကိုကောင်းတဲ့ဘက်ကပဲရွေးချယ်ပေးပါကောင်းတဲ့ဘက်ကိုပဲတုံ့တင်ပေးပါဆိုတာကိုကျွန်တော်ဟောဒီကနေ့ဝေမျှခြင်းပါတယ်လို့ဟောကျွန်တော်ဝေမျှမှုကိုလည်းတိုက်နှစ်တန်ရင်လိုက်ရန် share လေးလုပ်ပေးပါလို့အခုနောက်ပိုင်းမြန်မာနိုင်ငံမှာကခစ်ပြက်တာလားခစ်လွန်တာလားခစ်ကြော်တာသွားတာလားတော့မသိဘူးအခုနောက်ပိုင်းចောင်းသားចောင်းသူတွေအုပ်စုလိုက် အနိုင်ကျင့်တဲ့ကိစ္စတွေအရန်ကိုပေါ်များလာတယ်အခုမြောင်းမြမှလည်းចောင်းသူတွေចောင်းသူတွေအဖွဲ့လိုက်ပါရိုက်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးလိုင်းပေါ်မှာပြန့်နှံ့နေတယ်အဲ့ဒီဗီဒီယိုဘာကိုကြည့်ချင်းအဖြစ်ဘသူမှန်းနဲ့ဘသူမှားတာလဲဆိုတော့ခါကြတော့ဒီဗီဒီယိုဘာကိုကြည့်ချင်းအဖြစ်နှစ်ဦးနှစ်ဖက်မှားကြတဲ့ကိစ္စတစ်ခုမှာလိုနာကပါရိုက်တဲ့သူကလွန်သွားတာဖြစ်တယ် တစ်ဖက်ကမကြိုက်တဲ့ကိစ္စကိုအခုပားရိုက်ခံရတဲ့ကောက်မလေးကပြုတ်လုံလို့တစ်ဖက်ကပားရှိုက်တက်ပြင်းမှုကျွန်းလွန်သွားတာနဲ့တူတယ်ဒါပေမဲ့အခုဟာကပားရိုက်တဲ့ကောက်မှအเจ้าသူလေးကလွန်ပါတယ်နော်အခုကိစ္စကိုကိုယ့်ရဲ့အတမ်းမှန်ဆရာသမားဒါမှမဟုတ်အရိုက်ခံတဲ့မိပါရိစီကိုတိုင်တန်းတင့်နေ ကျိုးသစ်အကြောင်းသစ်ပြောပြီးတော့တိုင်တဲ့နဲ့အခုဟာက အုပ်စုလိုက်ဖွဲ့ပြီးတော့အနိုင်ကျင့်တဲ့ပုံစံကိုရောက်သွားတဲ့အတွက်ကြောင့်ဒီအမှုကလည်းတော်တော်ကြီးပါတယ်နော်မိဘတွေတတိထားပါကိုသားသမီးကို သွန်သင်ဆုံးမှာပါ။ကဲပါမျိုးလေးကျွန်တော်တို့ပြပိုင်ဒီလောက်ပါပဲ။ဒီဗျူဖိုင်လေးတွေကတော့ဒီမြောင်းမြမျိုးအထက်က6မှာဒီအောက်သူလေးရဲ့ဖြစ်စဉ်ကိုပြောပြလာတဲ့ဗျူဖိုင်လေးဒီဗျူဖိုင်လေးကျွန်တော်မျိုးပြတ်သက်တိဆက်ပေးသွားဖြစ်ပါတယ်။ဒီဗျူဖိုင်လေးကိုကြည့်ပြီးတော့ចောင်းသူចောင်းသားတွေရဲ့မိဖတွေလည်းဒီဘူးတရသင်ခန်းစာတစ်ခုရရှိလိမ့်မယ်လို့မြင်လင့်ပါတယ်။ဒီဗျူဖိုင်လေးနဲ့ပတ်သက်ပြီးတော့အမျိုးရဲအတွက်ကျွန်တော်ထင်မိဆက်တွေကိုလည်းကျွန်တော် comment မှာ message ရေးပေးခဲ့လို့ရလို့ဝေဖန်အကြံပြုနိုင်ပါဗျာ။ကျွန်တော်တို့ channel နဲ့ဘူးတူတရရဲ့တဲ့အကြောင်းနဲ့ဆယ်လီသတင်းတွေကိုမြင်ရင်တိဆက်ပေးမှာမို့ကျွန်တော် channel like subscribe နဲ့ like subscribe နဲ့ပေးတဲ့ notification bell ကိုပါနှိပ်ခဲ့ပေးဖို့ဒါဆိုချင်ပါတယ်။ Raw Channel အားပေးကြည့်ရှုသူတရားချင်းနဲ့ကျေးဇူးများရှိပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆောင်ရမယ်တရား